အားလုံးမင်္ဂလာပါ Red Manchester Football နဲ့ United တို့ရာကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့လက်ရှိမှာတော့ကျွန်တော် Manchester United အသင်းဟာလာမယ့်နေရာဒီဈေးကွက်မှာဆိုလို့ရှိရင်အသင်းရဲ့လိုအပ်တဲ့နေရာတွေကိုအားပြည့်တင်နိုင်ဖို့အတွက်အကောင်းဆုံးမျှော်လင့်နေရပေါ့အဲ့တော့ဒီလိုမျိုးအခြေအနေမှာကျွန်တော်ဒီကျွန်တော်ရဲ့နီးပြဖြစ်တဲ့ Ruben Amorim နဲ့လည်းတောင်းဆိုထားတဲ့ position တွေရှိရယ်ဒီနေရာမှာကျွန်တော် Sergeant Rackley အနေနဲ့လည်းအသင်းရဲ့ ticket တွေကို5%တိုးမြှင့်ပေးတိုးမြှင့်တာတွေဒါပြင်ကစားမိုင်းနဲ့ပတ်သက်ပြီးတော့လည်း ဒီလစာလစာမဟုတ်ပါဘူးလက်ရှိအပြောင်းအရွှေ့ကြီးမှာရောင်းချမဲ့ကစားသမားတွေကိုစီစဉ်ထားတာတွေဒီ market stretch တို့ကိုလည်းပတ်သက်ပြီးတော့ဟိုဘယ်လိုပြောရမလဲအပြောင်းအရွှေ့ကြီးတူတောင်းမဲ့ကိစ္စတွေဒါတွေရှိပါတယ်ဒါအပြင်ကျွန်တော်တို့ဘယ်လိုပြောရမလဲနောက်ထပ်လာမဲ့ရာသီမှာရှင်းထုတ်မဲ့ကစားသမားတွေအပြင်ခွေမိုင်းတို့နဲ့ပတ်သက်ပြီးတော့လစာကိစ္စတွေပါရေးညှိနှိုင်းဖို့ရှိတယ်ဆွေးနွေးနေတယ်တို့အပေါင်းလက္ခဏာဆောင်နေဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင် ဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ Manchester United အသင်းဟာလာမယ့်နွေရာသီမှာဆိုလို့ရှိရင်ကစားသမားဟောင်းတွေကိုဒီအသင်းမှာအဆင်မပြေဘူးလို့ထင်တဲ့ကစားသမားတွေကိုတတ်နိုင်ဆုံးရှင်းထုတ်ပြီးတော့ဟိုတကယ် quality ရှိတဲ့ကစားသမားတွေကိုခေါ်ယူနိုင်ဖို့အတွက်မျှော်လင့်နေတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ Sergeant Reckley တို့ကလည်းဒီအသင်းမှာဆိုလို့ရှိရင်ဒီဟိုဘန်ဒါရီပိုင်းဆိုင်ရာဖြတ်တောက်တာတွေဒါပြင်ဒါဒါလည်းရှိရပြင်လက်ရှိမှာဒီဟိုကွန်းလက်မှတ်ဈေးနှုန်းကိုလေတက်ကေးဈေးနှုန်းတွေကိုလေ5%တူးမြင့်ပြီးတော့ တောင်းဆိုထားတာတွေပါရှိရဲ့5%တိုးမြင့်လိုက်ရရှိရဲ့ဆိုတော့လက်ရှိရှိမှာဒါအပြင်ကျွန်တော် market switch ဖို့လို့ market switch ဖို့နဲ့ပတ်သက်ပြီးတော့အငှား Aston Villa မှာသွားကစားနေရပေါ့အဲ့တော့ market switch ဖို့က Aston Villa မှာအငှားသွားကစားနေတဲ့ခါမှာရာတီကုန်းမှာပြောင်းရွှေ့ရှိပေါင်တန်းလေးစင်နဲ့ဝယ်ယူခွင့်ဆိုတာမျိုးပါတယ်ဒါပေမဲ့လက်ရှိချိန်မှာ Manchester United ဟာ market switch ဖို့ဟာ Aston Villa မှာရရှိစွမ်းပြနေတယ်လို့ Thomas Tuchel ရဲ့ပထမဆုံးအင်္ဂလန်တဲမှာလည်းအရေးရှိခံရတယ်တနည်းကျိုးသူအရေးရှိမခံရဖြစ်တဲ့နောက်ပိုင်းမှာ တော့ဒီလိုမျိုးအခြေအနေမျိုးမှာ Manchester United ကပေါင်တန်း50အထိတိုးတောင်းဖို့အတွက်ပြင်ဆင်နေရဆိုပြီးတော့ကျွန်တော်သိရပါတယ်ကျွန်တော် market special နဲ့ပတ်သက်ပြီးတော့လက်ရှိမှာ market special ကရှေ့စွမ်းကောင်းလာတာဖြစ်တယ်လို့ပေါင်တန်း50အထိလေးတိုးတောင်းဖို့ရှိနေတယ်ပေါ့ဗျာဒါကကောင်းတဲ့ချက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ Anthony Santos တို့နဲ့ပတ်သက်ပြီးတော့လေအဲကျွန်တော်ပေါင်ပေါင်တန်း50နဲ့အပိုစုကြီးတွေပါရဖို့အတွက်ဒီ rebate ဘက်ကိုမျှော်လင့်ထားတယ်တကယ်လို့ rebate ဘက်ကသူတို့ဟာအပိသက်ခုကိုစိတ်ဝင်စားဖို့ဆိုလို့ရှိရင်တော့ Andrew Santos ကိုတခြားတဲ့တဲ့ထံသို့လဲလွတ်ဖို့အတွက်ရည်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ကစားမောင်းရောင်းချမှုမှာ Manchester United ကလောအောင်ပြင်ဆင်နေရပေါ့ဗျာဒါပြင် Jadon Sancho ကျွန်တော်လဲလွတ်ဖို့ကြိုးစားနေကစားမောင်းရေးမှာ Jadon Sancho Jadon Sancho အမှားနဲ့ရှေ့ရှိကိုလဲလွတ်ထားတဲ့နေရာမှာကျွန်တော်တို့ Sorry ပါအမှားနဲ့လဲလွတ်ထားနေရာမှာဒီ Jadon Sancho နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပေါင်25တန်းနဲ့အပိတက်ဝယ်ယူရမယ်ဆိုတဲ့စာချုပ်ပါတယ် အာရှေ့မှာတော့ရှေ့ရှိတဲ့မှာကမဝေရှင်တလူပါလူတဲ့နေတောက်လျှောက်ထွက်လာပြီးတဲ့နောက်ပိုင်းမှာယူကြီးတွေပါပြီးပေးရမယ်ဆိုတဲ့အချက်ကြောင့်တို့ကပေါင်25တန်းနဲ့ဂျီတန်ဆန်ရှိုးကိုရှေ့ရှိတဲ့မှာပဲဆက်ထိန်ထားပြီးတော့ရာတီကုံကအပိတက်ဝေသွားဖို့ရှိရဆိုလို့တဲ့နေထွက်ထားတယ်တဲ့နေထွက်လာတယ်ဆိုတော့ဒါတွေကိုရှင်းကြည့်ရမယ်ဆိုလို့ရှိရင် Manchester United က Marcus Rashford ပေါင်တန်း90 Anthony Santos ကိုပေါင်တန်း90 Jadon Sancho ရှိက25တန်းဆိုတော့125တန်းလောက်အထိရနိုင်ဖို့အတွက်မျှော်လင့်ထားတယ်ဗောဗျာဒီလိုမျိုးရှိရင်อืมဆိုတော့ကျွန်တော်တို့အတင်းတွေတို့လေးကိုအချိန်ကြီးကောင်းနေပါပြီ 125လမ်းအထိဆိုတော့ဒါအပြင်ကျွန်တော်ကလက်ရှိမှာခိုးမိုင်းလုံးနဲ့ပတ်သက်ပြီးတော့လေခိုးမိုင်းလုံးနဲ့ပတ်သက်ပြီးတော့လေဒီစာရှုပ်တွေနဲ့ပတ်သက်ပြီးတော့တတန်းတိုးနိုင်ဖို့အတွက်မျှော်လင့်နေတယ်ပေါ့လက်ရှိမှာခိုးမိုင်းလုံးက38000လောက်အထိတောင်းဆိုထားတယ်38000လောက်အထိတောင်းဆိုထားတယ် bonus တွေပါနေဆိုလို့ရှိရင်တော့38000ပေါ့ဗျာဆိုတော့ Manchester United နဲ့ကတော့ဒီ38000အထိတောင်းဆိုထားတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်လက်ရှိအချိန်ထိစာရှုပ်ကိစ္စကတတန်းမတိုးနိုင်သေးတဲ့အခြေအနေမျိုးရှိပါတယ် ပြောလို့ရှိရင်တော့ဒီ COVID-19 ရဲ့စာရှုပ်ပါဆိုလို့ရှိရင်ကျွန်တော်က2028ခုနှစ်ကြီးရှိတယ်2028ခုနှစ်ကြီးရှိရတဲ့အတွက်ကြောင့်မလို့ Manchester United ဘက်ကလည်း COVID-19 နဲ့ပတ်သက်ပြီးတော့စာရှုပ်တရံတိုးနိုင်လိမ့်မယ်ဆိုပြီးတော့ယူဆနေရဲ့ဆိုတော့ COVID-19 နဲ့လည်းလက်ရှိဒီပတ်သက်ပြီးတော့ Fabrizio Romano တို့ဘာလို့ကမဖော်ပြထားဘူးဆိုမြဲလို့ British media တွေမှာကတော့ COVID-19 နဲ့ United တို့ကြားမှာဆိုလို့ရှိရင်ဒီစာရှုပ်တရံတိုးဖို့အတွက်ဆွေးနွေးမှုတွေကအပေါင်းလက္ခဏာဆောင်နေဆိုပြီးတော့ဖော်ပြရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ COVID-19 နဲ့ပတ်သက်ပြီးတော့ ဟိုတသိန်းခွဲအထိမပေးဘူးဆိုလို့ရှိရင်တော့တသိန်းနှစ်တောင်းလို့တသိန်းလို့ဖြစ်သွားလိမ့်မယ်လို့ထင်တယ်ဒီကြားထဲမှာပဲရှိနေမယ်လို့ထင်တယ်ဒီတက်ပုံပြီးလို့ရှိရင်တော့မကောက်ယူပြကျွန်တော်တို့မှာစီနီယာကစားသမားတွေလည်းဒီဥကာတီလို့လူကစားသမားတွေအများကြီးရှိတယ်တသိန်းနှစ်တောင်းနဲ့ကစားနေတဲ့ကစားသမားတွေတော့ဒီကိုဒါလို့ဆိုလို့ရှိရင်ပေါင်၈000ခွဲပဲရှိတယ်ဒီလိုမျိုးကစားနေရဆက်စီဆိုလို့ရှိရင်တသိန်းနဲ့9000ပဲရှိတယ်လက်ရှိရှိမှာပက်ထရစ်ဒိုရိုကိုရဲ့လာစားတော်မှာကျွန်တော်တို့၄000ခွဲပဲ၄000ပဲပေးထားတာ ဆိုတော့ကိုဗီမန်နူးနဲ့ပတ်သက်ပြီးတော့အလွန်ကျော်လာစာတုံ့ပြန်ပေးလို့မကြိုက်ဘူးမိုင်းနူးရဲ့စာရှုပ်ကလည်း2020နဲ့6ခုနေတိရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကမိုင်းနူးကိုတော့ဆက်ထင်းထားခြင်းနဲ့ဒီနေရာမှာလာစာကိုတော့အများကြီးတူပြီးသွားမှာရှိဘူးအာသူ့အနေနဲ့ပေါင်ရှစ်တောင်းနဲ့လက်မခံနိုင်ဘူးဆိုလို့ရှိရင်တော့မှဒီဟာကို United ဘက်ကအဆင်ပြေအောင်ကြီးနိုင်မယ်ဆိုတဲ့သဘောမျိုးပါတကယ်တမ်းပြောရလို့ရှိရင်တော့ကိုဗီမန်နူးတို့ကစားသမားမျိုးကိုကျွန်တော်လဲလွတ်လိုက်မယ်ဆိုလို့ရှိရင်မိုင်းနူးတို့ကစားသမားကပြန်ခေါ်ဖို့မလွယ်ပါဘူး Academy ထွက်ကစားသမားလေးဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ ျွန်တော်ကိုပြန်ကျွန်တော်လူငယ်ကစားမားလေးကိုခေါ်မယ်ဆိုလို့ရှိရင်ပေါင်တန်း80နဲ့80ကျားလောက်အထိမပေးရဘူးဆိုလို့ရှိရင်တော့60 80ဒီလောက်ထိသွားမဲ့အခြေအနေမျိုးမှာရနေတဲ့ဘက်ကတော့ကိုပြန်မျိုးနဲ့ပတ်သက်ပြီးတော့ဆက်ထိန်လိုနေတယ်ဆိုတော့အခြေအနေမျိုးပါဆိုတော့ဒီလိုမျိုးအခြေအနေမျိုးမှာ Manchester United ကလက်ရှိမှာ Sergeant Regulate to Fact ကဘန်ဒါရီပိုင်ဆိုင်ရာဖြတ်တောက်မှုတွေလည်းပြုလုပ်ထားတယ်ဒါ့အပြင်ဒီလက်မှတ်ခတ်တွေကိုလည်းသူ5%လောက်ထိဈေးတင်ပြီးတော့ရောင်းချနေရဲ။ဒါအပြင် market ratio တို့ကစားမားတွေကိုဈေးတင်ပြီးတော့တောင်းနေ။ Indonesian တို့တို့ကစားမားတွေကို ီပေါင်တန်း90လောက်မြှိုလင်းထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဂျီဒန်ဆန်ရှိုစီကပေါင်20တန်း5တန်းရမယ်ဆိုတော့အပြောင်းရှိမှာတော့ကြီးကြီးမားမားအလုပ်လုပ်မယ်ဒီလိုမျိုးအလုပ်လုပ်တဲ့နေရာမှာမန်ချက်စတာယူနိုက်တက်ကငွေကြီးကြီးရလာလို့ရှိရင်တော့အဓိကအဖြစ်တိုက်စစ်မှုပြည့်မှတ်တယောက်ခေါ်မယ်ပြီးလို့ရှိရင်နံပါတ်10ရုပ်ကစားမတယောက်အဓိကဦးစားပေးခေါ်မယ်ပေါ့ဗျာဒီနေရာမှာအခွင့်အရေးတွေရှိလာလို့ရှိရင်တော့ဒီဘ ਹੁ ခံစစ်မှုကစားသမားတယောက်နဲ့ခွေးသမားတယောက်လည်းထပ်ပြီးတော့အင်အားဖြည့်တင်းပြီးတော့ခေါ်ယူသွားဖို့ရှိရဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ကစားမားတွေရဲ့ထွက်ခွာမှုအပေါ်မှာမူတည်ပြီးတော့ ငွေကြေးပလောက်ရမလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့နေရာလိုက်အားဖြစ်တဲ့မှုတွေလှုပ်ဆောင်သွားဖို့ရှိရဆိုပြီးကျွန်တော်သိရတယ်တိုက်စစ်မှုတွေထဲမှာတော့ Better Progress တို့ Osiman တို့လက်ရှိမှာ Nick Angidigi တို့ပြီးလို့ရှိရင် Liam Dillit တို့ရှိတယ်ဒီ Benjamin Sesko တို့ရှိတယ်ပြည်မှတ်တွေကတော့အများကြီးပဲဒီတိကတယောက်ကိုရအောင်ခုံပဲဒီနံပါတ်10 row တွေထဲမှာဆိုလို့ရှိရင်လေ Manchester United က Nico Williams တို့ဘာလို့ပတ်သက်ပြီးတော့တော်တော်လေးကိုသဘောကျနေနေရမှာပါတယ် one back တွေနေရာမှာဆိုလို့ရှိရင်လေကျွန်တော်အင်အားဖြည့်တင်းရမယ်မဖြည့်မနေဖြည့်တင်းရမယ်နေရာမှာဆိုလို့ရှိရင်လက်ရှိမှာ Brand Pound တို့ဘာလို့ကလည်း ာယူတန်းလေးစီလောင်းနဲ့စာရှုပ်ဖြစ်သိမ်းကြီးရမယ်ဆိုတော့ဟိုလီဗာပူးလ်စင်ကလည်းကစားမထွက်ခွာဖို့တောင်းဆိုထားတယ်ဆိုတော့ယူနိုက်တက်နဲ့လည်းဘာမှမဆိုဖြစ်လာနိုင်သေးတဲ့အခြေအနေမျိုးပါဆိုတော့ဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်အခွင့်အရေးပေးမယ်ဆိုလို့ရှိရင်အာဒီခန်းစစ်ကစားမတယောက်နဲ့ကိုသမားနေရာပါအင်အဖြစ်တင်သွားဖို့ရှိရဆိုပြီးတော့ကျွန်တော်တိထားပါတယ်ဒါကတော့လက်ရှိမှာမန်ချက်စတာယူနိုက်တက်လှုပ်ရှားနေတဲ့အပြောင်းရွှေ့သတင်းတွေဖြစ်ပါတယ်ဆိုတော့ကြီးစုအပိကြတဲ့အတွက်ကြီးစုအများကြီးတင်ပါတယ်နည်းနည်းခိုင်းလေးပါချက်တည်ပေါင်းနေပြည့်စုံကြပါစေ channel ကိုလည်း subscribe လုပ်ကြပါကြီးစုပါ